ရှင်းချက်သူတယောက်ဖြစ်လို့စူပေပွဲထဲမှာငုံမနေပဲတောင်းမစကားတစ်ခုပြောလိုက်တဲ့ JK ဆိုဖီယာမင်္ဂလာမှာပြိတက်ကြီးမစ္စဂရန်အင်တာနက်ရှင်နယ်မှာတွားရောက်ရှင်းပြခဲ့တဲ့ JK ကမျှော်လင့်ချက်ပြင်းနဲ့တွားရောက်ရှင်းပြခဲ့သူဖြစ်ပြီးဒီနေ့ကသူနဲ့ဖြစ်လာမယ်လို့မျှော်လင့်ထားတာပါအခုတော့မျှော်လင့်ထားသလိုစူမြလာခဲ့တာကြောင့်အားနာနေပါတယ် JK ကတချင်းဆိုလဲကောင်းနေပြင်ဘာသာစကားလဲကြွကျင်တာကြောင့် အခြားသောအလမရီနဲ့မတူပဲရှေးရပွဲစဉ်တွေမှာလည်းအားရစရာကောင်းခဲ့ပါတယ်။မျောလင့်ထားတဲ့အချိန်စုမြလာပေမဲ့လေစုရရဲ့အလမရီတွေအတွက်ဂုံယူပေးတဲ့အထိကိုတဘောတာပြေးသွားတဲ့သူပေါ့။ Miss Grand International 2025ပွဲကိုတော့ထိုင်းနိုင်ငံမှာကျင်းပပြီးစီးသွားခဲ့ပြီးဝင်နာစုကိုတော့ဖိလစ်ပိုင်အလမေကရရှိသွားခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ကလည်း MGI ရဲ့ဝင်နာစုကိုဖိလစ်ပိုင်အလမေကပဲရှာသွားခဲ့ပါတယ်။ ဒီနေ့မှလည်းဖိလစ်ပိုင်အလှမယ်ကပဲရှာသွားခဲ့ပြီးအလှမယ်မမေကတော့စူးရမယ့်သူတွေကို အရင်ရက်ကလေးကကြိုတင်ပြီးတီထားခဲ့ပါရီမိမိကြိုတင်ခံမဲထားတဲ့အလှမယ်တွေရဲ့မှာခြေခေလည်းမပါဝင်ပဲအခြားအလှမယ်တွေပဲပါဝင်ပါရီသူခံမဲထားတဲ့အလှမယ်9ရက်လုံကစူးရသွားလို့မပြိုင်ခင်ကကြိုတင်တည်နေရလားဆိုပြီးမေးခွန်းထုတ်နေကြပါရီဝင်းနာစုကတော့တော်ရုံအလှမယ်တွေကိုပေးလို့မရှိပဲဗုဒ္ဓင်များတဲ့သူကိုပဲရွေးချယ်တာပါ ဘုတ်တင်လည်းမျက်မျပေးရမှာဖြစ်တဲ့ပြင်ဈေးကွက်ရှိအလှမဲ့ကိုပဲရွေးချယ်ပြီးပေးတတ်ပါလိမ့်။ပညာအရေးချင်းစိတ်နေစိတ်ထားအောင်ကြည့်ပင်မယ်လေ။ဒီနေ့ရဲ့အလှမဲ့ကတော့ထိုက်တန်တယ်လို့ပြောနေကြပါလိမ့်။နဝရဲ့မြန်မာပြည်သက်တွေကလွန်ခဲ့တဲ့နှစ်မှာပြဿနာကြီးတက်ခဲ့လို့ဒီနေ့တော့ခြေခေကိုစူကြည့်ကြည့်ပေးမလားလို့ထင်ခဲ့ကြပြီးသဲစုငိမ့်တဲ့တာနိုင်ပါမလားဆိုပြီးစောင့်ကြည့်ခဲ့ကြပေမယ့်တော့တနေသူဆင်းနေကြတာမဝင်ပဲအံပြစ်ဖြစ်ခဲ့ရပါတယ်ခြေခေက ညမ်းလို့စူးရမဟုတ်ပဲနဝက်ကတော့သူ့ပေးချင်တဲ့လမယ်ကိုပဲစေဝါတွတ်တွတ်ပြီးပေးတာပါနောက်နေ့မှအင်ရှင်နာကလုံးမဲနိုင်ငံနဲ့လည်းအဆင်ပြေအောင်ပြိသက်တွေလည်းစူပီးသားဖြစ်သွားအောင်အင်ဒိယနိုင်ငံကနေရှင်နယ်ဒရိုက်တာကိုလည်းစူပေးလိုက်ပါသေးတယ်မြန်မာနိုင်ငံကနေရှင်နယ်ဒရိုက်တာလည်းစူရသွားခဲ့ပြီမဲ JK အတွက်တော့စိတ်မကောင်းဖြစ်နေကြပါတယ်မြန်မာနိုင်ငံမှာနေ့စဉ်နေ့တိုင်း MGR တွားရောက်ရှင်ပြန်ကြပြီး2023နဲ့ 2024မှာမြန်မာရေးစုကြိုရခဲ့ပါတယ်။ဒါပေမဲ့မြန်မာပြည်သက်တွေကနဝအဆင်ပြေဖြစ်ခဲ့တာကြောင့် JK ကိုတော့22စင်းနဲ့ကိုတော့မထည့်ပေးခဲ့ပါဘူး။ JK ကအတငယ်သေးလို့နောက်ထပ်ပြန်ပွဲတွေမှာတွားရရှင်းပြဖို့ကိုလည်းအခွင့်အရေးရှိပါသေးတယ်။ဒါပေမဲ့မျှော်လင့်ထားသလိုမဖြစ်လာခဲ့တာကြောင့်ပြည်သက်တွေကိုလည်းတားမန်စကားပြောခဲ့ပါတယ်။ JK ကဆုမြခဲ့တာဟာသူ့ရဲ့ညာဖြစ်မှုကြောင့်ဖြစ်လို့ ခွင့်လွှတ်နားလည်ပေးနိုင်ကြမယ်လို့မျှော်လင့်ကြောင်းရေးသားထားပါတယ်။သူ့အားပေးခဲ့တဲ့သူတွေကိုလည်းကျေးဇူးတင်နေပြီးကကြင်အမှုပြရှင်တွေကလည်းသူ့ရဲ့ကြိုးစားမှုကိုဂုဏ်ပြုမှတ်တမ်းလောင်ပေးခဲ့ကြပါတယ်။ဂျေခရဆုမရခဲ့တာကိုဘသူကမှလည်းအပြစ်မတင်ပေသူ့အတွက်အတွေ့အကြုံကောင်းတွေရခဲ့တာကြောင့်အကောင်းဘက်ကနေသိပေးနိုင်ခဲ့သူပါ။အချို့တော့အလားမယ်တွေကစုမရရင်ယူသွားနိုင်တယ်လို့ပြောပြီးစုမရလာရင်တော့ပြိုင်ပွဲမှာငိုလေရှိကြပေမယ့်ဂျေခရမငိုခဲ့ပါဘူး။ လူချင်းနဲ့စုမရပါပေမဲ့ခြေခရရှာလက်ကတော့လက်ခံနိုင်မသားဖြစ်ပါရင်အတက်ငယ်ပေမဲ့လေစုမရနဲ့ပတ်သက်ပြီးပို့စူးစားဖို့ပဲရှင်းမချက်ထားတဲ့ခြေခေကစုရသူတွေကိုလည်းမူရီတာပွားပြီးခဲ့ပါရင်ခြေခရမြန်မာနိုင်ငံကိုပြန်လာပြီးရနောက်မှာတော့မြန်မာလူမျိုးတွေအတွက်အကျိုးရှိတဲ့ရာတွေကိုလည်းစွမ်းနဲ့တပြန်လုပ်ပေးသွားမှာပါ MGI လို့